အကျွဲနှစ်တောင်ဇေဒီပထိုးပေါများတော့ပဲဇေဒီပထိုးဤဘွဲအမိများကလည်းများပြားလာသည်ချို့ဘွဲအမိများမှာဖြူပုတ်ကိုတွေးခေါ်ကြံစားပြေမရနိုင်လောက်အောင်ပဲအနတ်အထိပ်ပဲပွဲဟွက်နေကြသည်ယခုလည်းကြည့်ပါဦးတန်တော်ကြားဘွဲအမိရှိရုပ်ပွားတော်ကြီးတစုကိုဖူးတွေ့နေရပြန်ပြီရွှေကူကြီးအရှိတောင်ဘန်းနာရှိသောရုပ်ပွားတော်ကြီးဖြစ်သည်ရုပ်ပွားတော်ဤညံတော်အမြင့်မှာပေ20လောက်ရှိသည်ပကံတော်ဝန်းနာရှိသောရုပ်ပွားတော်များမှာ ုတ်တက်တာစသည်တို့ဖြင့်ထုလုပ်ထားသည့်ရုပ်ပွားတော်များသာများတော်လဲယခုရုပ်ပွားတော်ကြီးမှာစိမ့်ဖန့်ဖန့်ပဲကြောက်အုတ်တို့ဖြင့်တိဆောက်ထားသော ရုပ်ပွားတော်ဖြစ်သည် အင်္ဂလိပ်ကြံထားခြင်းမရှိဘဲမဏိတော်မှာအစကိုလက်အင်္ဂါတော်တစ်ခုလုံးကိုတဲကြောက်အုတ်ချက်များဖြင့်ရုပ်လုံးပုံဖော်ထားသည့်ဖြစ်၍ရုပ်ပွားတော်ကြီးတစ်ခုလုံးအုတ်ချက်ရုပ်ပွားတော်ကြီးဖြစ်နေသည်ရုပ်ပွားတော်ကြီးကိန်းဝတ်တော်ကူမှာမျက်စိယိုယွင်းသွားသည့်ဖြစ်၍ပြန်လည်ပြုပြင်ထားရသည်။ရုပ်ပွားတော်ပူဇော်သောဖျားထားရေကမှာ နရတိဟပတိဘယင်ဖြစ်သည်ဟုဆိုကြသည်အနောက်ဖက်တွင်နန်းတော်ရှိပြီးရုပ်ပွားတော်ကိန်းဝတ်တော်ကူမှာအနောက်ဖက်သို့မျက်နှာမူနေသည်နန်းတော်တွင်မှဘယင်မင်းကြီးတန်းတော်မူသည်ကိုပင်ကြားရသောကြောင့်တန်းတော်ကြားတန်းတော်ကြားဟုမိတွင်ကြောင်းအချို့က ဆိုကြသည်အချို့ကလည်းနန်းတော်နှင့်နီးကပ်နေသည်ဖြစ်၍ဘယင်အမိန့်တန်အတန်ချမှတ်ခြင်းအနတ်အိပ်ပဲရှိသောတန်တော်ချမှတန်တော်ကြားဖြစ်လာသည်ဟုဆိုကြပြန်သည်ဗလန်ခီတဲ့ဒီတန်တော်ကြားရုပ်ပွားတော်ကြီးအနောက်တောင်ဘက် နန်းလောင်ကျောင်း၏အနောက်မြောက်ရွံ့ရွံ့ရှိပကံတဝိုက်လူတိများသောမကြွေးနှောင်းဖျားသို့ရောက်လာသည်ဖျား၏ပုံတရမှာကြီးမားသောနှောင်းကြီးထောင်ထားသည်နှင့်တူနေသည်ပကံဖျားချို့၏ဘွဲ့အမိများမှာဖျားနှင့်မအပ်ဆက်သောခက်ဆန်းဆန်းဘွဲ့အမိများဖြစ်နေကြသည်ဒီဖျား၏ဘွဲ့အမိမှာလည်းရဲအမျိုးအစားတဲ့ကဖြစ်သည်လူတဦးတယောက်၏ပုံတရကျင်လက္ခဏာကိုကြည့်လျက်ထိုပုံမှန်တရကျင်လက္ခဏာအတိုင်းကောက်ခငင်းကနာမည်ပေးတတ်သူအချို့ရှိသည် ရင်ကဲ့သို့သောလူတဦးတယောက်ပါဇက်အငိမ့်မနေနိုင်သဖြင့်မကြွေးနာတော်အမိတွင်လာရခြင်းဖြစ်ဟန်တူသည်။ဇံပါဇက်ရာဇဝင် ပုံမြင်တစ်ခုရှိသည်။ခြေခေပကံပြိနိုင်ပကံငကြွေးအမိရှိအာကောင်မောင်းတန်လူထွားကြီးတယောက်ရှိသည်။ထိုလူထွားကြီးသည်တာမန်လူရိုးရိုးထက်စာပေါင်းများစွာတန်မာထွားကြသည်။ထို့ကြောင့်ထိုလူထွားကြီးအားပကံငကြွေးဟုခေါ်ကြသည်။မမီပေးဝါသနာပါပြီးပါဇက်အငိမ့်မနေနိုင်သူတူသည်၎င်းတရန်ရှိသောထိုဖျားကြီးနှင့် ပကံထိုင်နာဤတဲကပကံငကြွဲကိုချိတ်ဆက်ပေးလိုက်ဟန်ရှိသည်လောက်ကြည့်တဲ့နှာထောင်းကတော့ပကံငကြွဲပန်တဲ့နှာထောင်းဖြစ်မှာပဲဟုအပြောင်ပြက်ပြောလျက်နှာထောင်းတရံဖျားကြီးအားငကြွဲနှာထောင်းဟုအမိပေးလိုက်ခြင်းဖြစ်ပေလိမ့်မည်ပကံခီးတဲ့သည်ငကြွဲနှာထောင်းဖျားသို့ဖူးတွေ့နေရသောအခါဤဖျားပုံတရံမျိုးငါတွေ့ဘူးသည်ဟုပြန်လည်စဉ်းစားကြည့်သည်ပုံပြားဤပုံတရံသည်အိန္ဒိယနိုင်ငံဗယနာဒီမျိုးအနီးဆရဏတ်ခေါ်မိဂရာဝုန်၌မြတ်စွာဘုရားဓမ္မစကြာတရားဥဟောသောနေရာတွင် ာတော့ကမင်းတရားကြီးကိုးကွယ်တည်ထားသောဓမ္မပထုကခေါ်ဓမ္မစัจ जा ပထိုးတော်ကြီးနှင့်တပုံစံနဲ့ဖြစ်နေသည်ကိုတွေ့ရသည်ညာတော်အကြီးအသေးအနှိမ့်အမြင့်လောက်သာခြားနာသည်ဘခလူဘခေါ်ဓမ္မစัจ जा စေတီတော်ကြီးကညာတော်အမြင့်ပေးတရားကျော်ရှိပြီးဒီခုဖူးတွေ့နေရသောမကြွေးနှလောင်းဖရာကညာတော်အမြင့်53မိခန့်သာရှိသည်ဘန္ဒရာအဖြစ်တူညီမှုရှိနေကြသောဖရာနှစ်ဆူ၏ညာတော်အနှိမ့်အမြင့်သည်ပေပေါင်းတဝက်ကြော်ကြော်မျှပင်ခြားနာနေသည် ။ပကံခီးတဲ့သည်ငကြွေးနှောင်းပုံတရံဖျားများကိုမြန်မာနိုင်ငံ၌လည်းတွေ့ဘူးသူလို့ရှိသည်ဟုစဉ်းစားကြည့်မိပြန်သည်။ UK ဒရိခေတရာဤဖျားပထုအချို့မှာလည်းခြေကံပုံစံအနေအထားအရငကြွေးနှောင်းဖျားနဲ့ဆင်တူနေသည်ကိုတွေ့ရပြန်သည်။ဒီမျိုးအထက်ထက်ညာသို့သွားသောဝေးပြေးကားလမ်းပေး၌၎င်းဧကရာမျိုးဟောင်းမောစာအဝင်ကားလမ်းပေးနိုင်၎င်းဘောဘောကြီးဖျားကြီးဖျားမဝဲမြရှိဇေဒီပထိုးများရှိကြသည် ဝင်းစေရီဘီဟိုးများသည်လည်းငကြဲနှတောင်းနှင့်ပုံတရအနေထားတူညီမှုရှိနေကြသည်မိဂရာဟုံတရေခေတရာပကန်းရှိ ရင်းစေရီဘီဟိုးများသည်တဆူနှင့်တဆူဘဲချောင်ပုံတရအနေထားတူညီမှုရှိနေကြသည်ဗီတကပညာရှင်များကြောက်စစ်ပညာရှင်များအမှုပညာရှင်များဘုံနှင့်တူဉာဏ်ချင်းထက်ကြံ့ချင်းဟန့်နေကြသည်မှာမဟုတ်နိုင်ရတဝီဩဇာတူလွှမ်းမောနေသောကြောင့်သာလဲဖြစ်ပေလိမ့်မည်တဝီလက်ရအပေါ်တူလက်ရဩဇာညောင်းနေသောကြောင့်သာလဲဖြစ်ပေလိမ့်မည် ဒဂန်တိုင်းတဆူဒီထူးထူးခြားခြားနှောင်းပုံတရန်တီရှိနေသောမကျဲနှောင်းဖျားသည်သူ့အလင်းနှစ်ပေါင်း1200ကျော်လောက်ကဒီကရာဝန်၌တီးသောအန်ပုံတရန်ဓမောခပထိုး၏ဩစွာလွှမ်းမိုးမှုခံရသည်ဟုမဆိုနိုင်ဘူးလောအိန္ဒိယနိုင်ငံ၏ဘာသာရေးအဆက်အသွယ်ရှိနေပြီဖြစ်၍ဒေခိတရာပြူလို့တီးသောဇေဒီပထိုးများနှင့်ပေးအယူရှိကောင်းရှိပေလိမ့်မည်ဒီခုအခါတွင်မကျဲနှောင်းဖျား၏အပေါ်ပိုင်းမှာဘုံတီတီကြီးဖြစ်နေသည်မူလတည်စဉ်ကပေါင်းရင်းနှင့်ထုပီကရှိကောင်းရှိခဲ့ပေလိမ့်မည် ်ပထိုးတစုလုံးနှီးပါမျှစင်စိမ်းရောင်တုပ်အုတ်ချံများဖြင့်တည်ထားသည်မကျဲနှောင်ဖျားကိုမြည်သည့်ခေတ်ကာလကမြည်သည့်ပြင်တည်ခဲ့သည်အချိန်ကာလနှင့်ဖျားတိုင်ကဤနာမကို တိကျမပြောနိုင်ကြတော့လဲတောင်သူကြီးမင်းလက်ထက်ဇေယျစုတွင်ကိုးကွယ်တည်ထားသည်ဟုခံမှန်းကြသည်တောင်သူကြီးညောင်ဦးစောယဟန်မင်းအကြောင်းကိုမှန်တမ်းရာဇဝင်၌ဤသို့ဆိုထားသည်တောင်သူကြီးလည်းမင်းဖြစ်လဲဘုန်းတော်အာနုဘော်ကြီးဤမိမိတခွာရအရက်၌ဥယင်ကြီးတာယာစွာပြုပြီးတော့ နဂါးယုတ်ကြီးစွာလှုပ်၍ထားသည်ထို့သောနဂါးယုတ်လှုပ်၍ကိုယ်ွယ်ချင်းဒီကနဂါးသည်လူတို့ထံမြက်လေသည်တကိုးလည်းကြီးလေသည်ကိုယ်ွယ်ရသောအချိုးကြီးမီဟု၍ပြုလေသည်ထို့မှတစ်ပါးလည်းရတိပြည့်အစရှိသောတထုံပြည်တို့မှစီးကုန်ပထိုးရှိသည်ကိုအကြောင်းပြု၍အယူမှသောရှင်အကြီးကြီးတို့နှင့်တိုင်မြေ၍ပထိုးကြီးတစ်လုံးပထိုးငယ်တစ်လုံးပထိုးသားများတစ်လုံးတင်လဲပထိုးတစ်လုံးစိတ်တီပထိုးတစ်လုံးဤပထိုးငါးလုံးကိုတည်သည်ထို့ပထိုးငါးလုံးတို့တွင်နတ်ယုတ်လည်းမမီဖျားယုတ်လည်းမမီလို့၍ ညနနက်သမေဟင်းတေစာတင်ရေးကိုးွယ်သည်ဖြစ်၏မြတ်တော်အကြောင်းတရကမင်းချမ်းသာဟူ၍လည်းတွင်၏ရေညာဇဝင်သမိုင်း၌ဆိုထားသောတောင်သူကြီးမင်းတဲသည့်ပထိုးငါးစုအနက်အစုမှာမကျွေးနှစ်တောင်ဖြစ်သည်ဟုစင်လာပြောစမှန်ပြုလာခဲ့ကြသည်ခြေအောင်မြမရာဇဝင်သမိုင်းကျန်းကန်များ၌ဖော်ပြထားသောပကံမင်းဆက်ဘရင်များတဲ့တွင်ရဟန်းအမည်ပါသောမင်းနှစ်ပါးရှိသည်ယင်းတို့မှာပုပ်ပါစောယဟန်းနှင့်ညောင်ဦးစောယဟန်းတို့ဖြစ်ကြသည်ပကံမင်းဆက်ဘရင်ပေါင်းများစွာတို့အနက် နော်ရထဘရင်လက်ထက်ထမအူးစွာကြောက်စာရေးထိုးမှတ်တမ်းတင်ခြင်းခံရသောမင်းမှာညောင်ဦးစောယဟန်ဖြစ်သည်ညောင်စောယဟန်မင်းသည်ပကံအရှိတ်ရှစ်မှန်กว่าကြီးတူရင်တောင်တန်း၌ရဟန်းတော်များကံဆောင်ရန်တင်တလုံးတိဆောက်လူတန်းခဲ့သည်ဘောတော်လည်းရင်တိုင်ဆောင်မှာ1212ခုနှစ်ကပင်ပျက်စီးသွားသည်ဟုသိရှိရသည်ဘုပြင်းမင်းကြီးသည်ပထိုးငါးစုကိုလည်းတီးခဲ့သည်ရင်ပထိုးငါးစုအနက်ယခုထပ်တိုင်းပကံတွင်တည်ရှိနေသေးသော ကြဲ2000နဲ့ဗထိုးသားများဇေဒီနှစုတို့လည်းအပါဝင်ဖြစ်သည်ဟုပြောစမှတ်ပြကြသည်။ရင်းဆိုရိုးစကားမှန်ပါကနော်ရထဘရင်လက်ထက်မွန်လို့ဌာနေမှဇေယဝါဒသာသနာမရောက်မီကပင်ဒကန်တွင်သာသနာပြန်ပွားထွန်းကားပြီးဇေဒီဗထိုးတည်သည့်အလေးအထားရှိနေပြီဖြစ်ကြောင်းကိုသိရသည်။တွေ့ရတွင်ထိုချင်းကပကန်၌ပြန်ပွားထွန်းကားနေသောသာသနာသည်ဇေယဝါဒသာသနာဆက်စပ်မှုဖြင့်နတ်နဂါးကိုးကွယ်မှုမဟာယနကိုးကွယ်မှုများရောပြောင်းနေသောသာသနာဖြစ်ပေလိမ့်မည်။ညာဦးသောယဟန်မင်းကြီးသည်ပဲ ရေးကြီးတို့ကိုမြှောက်ရှားပြီးနန္ဒကားများကိုကိုးွယ်စည်းကပ်သည်ဟုမြမရာဇဝင်တမိုင်းများကဆိုထားသည်သို့တော်လည်းဒူဖော်တွေ့ရှိသောကြောက်စာနှင့်ကိုးွယ်တည်ထားသောဇေဒီပထိုးများကိုထောက်လေညောင်စောရဟန်းမင်းသည်လည်းဘုရားဘာသာကိုယုံကြည်ကိုးွယ်ပြီးကုသိုလ်ကောင်းမှုပြုသောဘရင်တစ်ပါးဖြစ်ကြောင်းသိရှိရပေသည်ဗကန်ခီးတသည်ငကြွယ်နှောင်ဖျားမှပြန်ထွက်လာခဲ့သည်နှောင်ပုံတရငကြွယ်နှောင်ဖျားသည်နောက်တွင်ကျန်ခဲ့လေပြီတို့ရတွင်ဗကန်ငကြွယ်နှောင်ဖျားနှင့်မိဂရာဝဓမေခခေါ်ဓမ္မစကြဇေဒီတို့ မိခဲ့သူတို့အပေးယူဆက်သွယ်မျိုးရှိခဲ့သည်ဆိုသည့်ပတ်သက်သောအသွေးတည်၎င်းနော်ထာခေတ်မတိုင်မီကပဲပုဂံ၌မိခဲ့သူတို့သာသနာအမျိုးအစားပေါ်ပေါက်နေသည်ဆိုသည့်အသွေးတည်၎င်းပုဂံခီးတန်နှင့်အတူလိုက်ပါလာလေသည်